ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီကနေ့မေလ24ရက်နေ့မှာထွက်စီခဲ့တဲ့နိုင်ငံပိုင်သတင်းစာပုဂ္ဂလိကသတင်းစာရေးတဲ့ကကောင်းလို့ရရာတွေကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်မှာကိုအောင်သူနဲ့အတူကျွန်တော်လင်းဆောင်တို့ကဖတ်ကြားပေးတော့မှာဖြစ်ပါတယ်အဲကိုအောင်သူရဒီနေ့ထွက်ခဲ့တဲ့သတင်းစာရေးတဲ့ကပေါ့နော်ကျွန်တော်တို့ဒီမျက်နှာဖုံးသတင်းစာရွေးထားတာကတော့ကျွန်တော်တို့ဒီပထမဆုံးဒီကုမုတ်တရာဂျာနယ်တဲ့ကပေါ့နော်နေပြည်တော်အမည်ဈေးကွက်ပြပပွဲစားဝင်ကစားမှာကိုစိုးရိမ်နေပါတယ်တဲ့ ဒါကတော့ဒီ channel တွေကပါတဲ့ကောင်းကြီးသတင်းတစ်ခုပါခင်ဗျာနောက်တစ်ခုဒီ11သတင်းစာထဲမှာပါတဲ့ကောင်းကြီးသတင်းစာကတော့ဒေါ်ဆန်းစုကြည်နဲ့ NCA လက်မဲ့ထုတ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စစ်ဖွဲ့ကြီးထေတီခေါင်းဆောင်များတွဲဆုံဆွေးနွေးရန်တိုင်းရင်းသားအဖွဲ့ဘက်ကအဆိုပြုထားပါတယ်တဲ့နောက်ဒီ7 day သတင်းစာထဲမှာဖော်ပြထားတဲ့ကောင်းကြီးသတင်းစာကတော့ရန်ကုန်မြို့ရှိတဲ့ခီးတဲ့တင်ရင်လိုက်300ကျော်ကို90အထိ short ချရန်မထတာကစီစဉ်နေပါတယ်တဲ့ ဒါကတော့ကောင်းသေးရေကျွန်တော်ဒီနေ့တွေ့ဆီတဲ့သတင်းစာရေးတဲကပေါ့နော်။ကောင်းကြီးသတင်းတွေကိုကျွန်တော်ရွေးချက်ဖတ်သွားတာပါခင်ဗျာ။ဟုတ်ကဲ့ပါကွန်ဆယ်။ကွန်ဆယ်ကဒီနေ့ထွက်လာတဲ့သတင်းစာတွေ channel တွေရဲ့ကာဝါသတင်းတွေကိုဖတ်ပြပြီးတော့နောက်ပိုင်းပါပေါ့နော်။ကျွန်တော်တော့အေရာအဘော်ဟိုကျွန်တော်ဖတ်ပြပေးပါမယ်။ဒါကတော့ daily 11သတင်းစာမှာဖော်ပြပေးထားတဲ့အေရာအဘော်ပါကွန်ဆယ်။ခေါင်းစဉ်ကတော့20တရာစုပင်လုံးညီလာခံဆိုပြီးတော့ခေါင်းစဉ်ပေးထားပါလေ။ ၂၀တရာစုပင်လုံညီလာခံကိုတဲ့ပြုလုပ်ရန်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။၂၀တရာစုပင်လုံညီလာခံကိုဇူလိုင်လကုန်အတွင်းမှာတဲ့ကျင်းပနိုင်ရန်အစိုးရကပြင်ဆင်နေပြီးတော့အဲ့ဒီညီလာခံအတွက်တဲ့နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းရေးဆွဲရသူမှာတဲ့တနင်္ဂနွေလိုပြစ်ခတ်တိုက်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်လာရေးညှိနှိုင်းတော့မှာလည်းဖြစ်ပါတယ်။ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့ဒါအပြင်အစိုးရတဲ့လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုတဲ့ဥဆောင်လုပ်ကိုင်နိုင်တဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်နဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရစေးရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ကထိပ်သီးခေါင်းဆောင်ရှစ်ဦးနဲ့တဲ့ဖွဲ့စည်းထားသော ငញ្ញရေးလုပ်ငန်းစဉ်ဥဆောင်အဖွဲ့ဝတဲ့တို့တွစ်ဆုံနိုင်ရတဲ့အဆိုပြုထားတာပါတဲ့လွတ်လပ်ရေးရာပြီးတွေဆပြီးတော့ပြည်တွင်းမငိမ့်ချမ်းမှုလက်နက်ဆွဲကင်တိုက်ပွဲဖြစ်ပွားနေမှုများအပိတိုင်ခြုံငင်းရေးလှုပ်ဆောင်ရမှာလေလွယ်ကူလွန်းလာတဲ့ကိစ္စတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့ငញ្ញရေးမှာအမှန်တကယ်လိုအပ်နေတဲ့ကိစ္စတစ်ခုတည်းဖြစ်ပါတယ်တဲ့ မငိမ့်ညမ်းမှုကြောင့်ဒေသဖွံ့ဖြိုးမှုနောက်ကျနေခြင်းအပါအဝင်အဖက်ဖက်ကနေပြီးတော့ဆုံးရှုံးနစ်နာနေတာတွေများပြားလုံးနေပါပြီတဲ့။ဒါကြောင့်စစ်မှန်တဲ့ထာဝရငိမ့်ညမ်းရေးရရန်တက်ဆိုင်သူတွေအားလုံးကိုစီတာဝန်ရှိနေတာပါတဲ့။လက်ဆက်တရားသူပင်လုံးညီလာခံအတွက်နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းရေးဆွဲရမှာတဲ့။တနင်္ဂနွေပြစ်ခတ်တိုက်ခတ်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးပါဝင်လာရေးညှိနှိုင်းလှုပ်ဆောင်ရန်ဆောင်ရွက်နေလျက်ရှိပါတယ်တဲ့။ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကတော့ကရင်မျိုးသားအစည်းအရုံး KMU ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS SSA ပိုင်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အမျိုးသားချင်းမျိုးသားတပ်ဦး CMF KNLA ညဉ့်ဉန်ရေးကောင်စီဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AAP တို့ဖြစ်ပါတယ်ဒါတော့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေပေါ့နော်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကတော့ SCA မထိုးရသေးတဲ့အဖွဲ့တွေကတော့တဲ့ဝါပြည်သွေးစည်းညွညွရေးပါတီ UWSP UWSA မိုင်းလာလက်နက်ကိုင်အဖွဲ့ NDAA နာဂလက်နက်ကိုင်အဖွဲ့ NSCNK ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO KIA ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KMPP မွန်ပြည်သက်ပါတီ MNSP ရခိုင်မျိုးသားကောင်စီ ANC ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA တောင်းလက်နက်ကင်အဖွဲ့ PSAF TNLA ကိုကန့်အဖွဲ့ MNDAA ဝါအမျိုးသားအဖွဲ့ချုပ် WNO ရခိုင်လက်နက်ကင်အဖွဲ့ AA နဲ့တဲ့လာဟူဒီမိုကရက်တစ်အစီအယုံ ADU တို့ဖြစ်ပါတယ်တဲ့မကြာခဏဆိုသလိုပဲပြန်လည်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်နှစ်ဖက်ထိကြိုက်ကြဆုံမှုတွေတိုက်ပွဲတွေကြောင့်မျိုးစားပင်များတဲ့ဖွဲ့ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့တိုင်းရင်းသားပြည်သူလူထု ကာလကြာရှည်နေပါပြီတဲ့စစ်ဘေးဒုက္ခသည်စခန်းမှာအသက်အရွယ်မျိုးစုံပါဝင်တဲ့တိုင်းရင်းသားပြည်သူစစ်ဘေးဒုက္ခသည်တွေရဲ့အရေးကိုတဲ့သတိပြုထည့်သွင်းစဉ်းစားစေချင်ပါတယ်တဲ့ဒါကြောင့်မလို့တဲ့မငိမ့်ချမ်းနိုင်သေးလို့ပြီးတော့အဖက်ဖက်ကနေပြီးတော့ထိခိုက်နစ်နာ ရမှုများကိုတဲ့မူတည်ပြီးထာဝရငြိမ်းချမ်းရေးမှပေးနိုင်တဲ့ကောင်းမွန်တဲ့ရလဒ်များအတွက်တက်ဆိုင်သူတွေအားလုံးတာဝန်ရှိပါတယ်ဆိုပြီးတော့ daily အလဲပင်ပေါ့နော်သတင်းစာနေပြီးတော့ရေးသားအပ်ပါတယ်ဆိုတော့ဖော်ပြထားတာပါကိုလင်းဆယ်ဟုတ်ကဲ့ခင်ဗျာဒါကတော့20ရက်ဆိုပင်လုံးညီလာခံနဲ့ပတ်သက်ပြီးတော့အာတိုင်းရင်သားနေမြေတွေမှာပေါ့နော်ဒုက္ခတွေစကမ်းမှာဒုက္ခရောက်နေတဲ့လူတွေဒါတွေကတော့တကယ်ကိုငြိမ်းချမ်းရေးကိုတကယ်ဖော်ဆောင်နေမှာသူတို့လည်းငြိမ်းချမ်းစွာနေနေအကြောင်းပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါနေပြီးတော့မှလည်းဒီမေ28ရက်နေ့မှာ UBTTC ကသူတွေနဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန် န်းစုကြည်လို့လည်းတွေ့ဆုံဖို့ရှိနေပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့နောက်တဲ့ဆယ်ပေဒီသတင်းစာမှာကျွန်တော်ပါတီတစ်ခုရဲ့သတင်းတစ်ခုပေါ့နော်ကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာပြည်သူချစ်သောပါတီအဖြစ်ပြန်လည်တည်ထောင်မည်ဟုပြည်ခိုင်ပြိုးပါတီဥက္ကဋ္ဌဦးသိန်းစိန်ကဆိုပါတယ်တဲ့ပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီပြည်ခိုင်ပြိုးကပြည်သူချစ်ခင်သည့်ပြည်သူပါတီတည်းအဖြစ်ပြန်လည်တည်ထောင်ရန်တဲ့ပါတီဥက္ကဋ္ဌဦးသိန်းစိန်ကမေလ23ရက်နေ့မှာပြောကြားခဲ့တာပါတဲ့မေလ23ရက်နေ့မှာတဲ့ရန်ကုန်တိုင်းဒေသကြီးရှိတိုင်းခရိုင်မြို့နယ်ပါတီကော်မတီဝင်များနဲ့ပါတီဥက္ကဋ္ဌတို့ တိုင်းဒေသကြီးပါတီရုံးချုပ်မှာတဲ့တွဲဆောင်ရာမှာအထက်ပါတိုင်းပြောကြခဲ့ခြင်းလည်းဖြစ်ပါတယ်တဲ့ပါတီဥက္ကဋ္ဌဦးသိန်းစိန်ဟာတဲ့ပါတီဆစ်ဆက်သွားမြက်မူဝါဒများဆင်းလင်းပြောကြခဲ့ပြီးတော့ပါတီဆင်ဆက်မပြတ်ဆင်တန်ရေးမျိုးဆက်တဲ့လူကောင်းလူတော်များကိုအချိုးညီထယ်သွင်းဖွဲ့စည်းကြရန်နဲ့ပြည်သူဆန္ဒကိုတဲ့အလေးထားပြီးပြည်သူချစ်ခင်နဲ့ပြည်သူပါတီအဖြစ်တည်ဆောက်ကြရန်တိုက်တွန်းပြောကြားခဲ့တာပါတဲ့ဒီတွေ့ဆုံပွဲမှာပေါ့နော်ဒါဦးသိန်းစိန်ကပြောကြားခဲ့တဲ့စကားကိုဒါဒီသတင်းစာကပေါ့နော်ဆက်ပြီးသူကဖော်ပြထားပါတယ် ပါတီကိုတဲ့အစ်စ်ပြန်တီဆောက်ဖို့အဲ့ဒါတွေလုပ်ဖို့မူဝါဒပိုင်းဆိုင်ရာတွေကိုတဲ့လုပ်သွားမှာကိုလာရှင်းပြတာပါတဲ့တွဲဆောင်ဘွဲကိုတက်ရောက်ခဲ့တဲ့ဒီဆွေပြည်သားမြို့နယ်ပြေခံပြိုးပါတီနိုင်ငံကဥမောင်မောင်ဝင်းကပြောကြားခဲ့တာဖြစ်ပါတယ်တဲ့ပြေခံပြိုးပါတီတဲ့ဘိုးအဆင့်ပါတီညီလာခံကိုဩဂုတ်လအတွင်းမှာကျင်းပမည်ဖြစ်၍ဘိုးအဆင့်ညီလာခံမကျင်းပမည်မေလအတွင်းမှာတဲ့ရက်ကွက်ကြေးရွာအဆင့်ညီလာခံများကိုအပြီးကျင်းပကားတဲ့ဇွန်လမှာတော့တဲ့မြို့နယ်အဆင့်ညီလာခံများနဲ့ဇူလိုင်လအတွင်းမှာတော့ခရိုင်အဆင့် တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်ကိုတဲ့ညီလာခံများကိုပြည်ခံမျိုးပါတီကဇက်တိုက်အပြီးကျင်းပရန်ရာထားကြောင်းလည်းသိရပါဗါတယ်တဲ့နေပြည်တော်မှာရှိတဲ့ပါတီဌာနရုံးချုပ်မှာတော့ဩဂုတ်လအတွင်းမှာပြုလုပ်မဲ့ပါတီဘဟုညီလာခံပါတီပြုပြင်ပြောင်းလဲမှုပြုလုပ်မည်ညီလာခံဖြစ်ကားတဲ့ပါတီဘိုကော်မတီဝင်များဘိုအလုံးမှုဆောင်များအဖွဲ့ဝင်များပါတီဒုဥက္ကဋ္ဌ ီပါတီဥက္ကဋ္ဌနဲ့အဓိဥက္ကဋ္ဌအထွေထွေတင်းမှုရာထူးများကိုတဲ့ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်းပေါ့နော် ပြေခိုင်ပြိုးဘိုကော်မတီဝင်ဥတာဝင်းကဒီမေလာဇန်းထဲမှာပဲပေါ့နော်ဆယ်ပင်နေသတင်းစာကိုပြောကြားခဲ့တယ်ဆိုပြီးတော့ဒီမှာကိုကဖော်ပြထားပါတယ်လက်ရှိတော့တဲ့ပြေခိုင်ပြိုးပါတီဥက္ကဋ္ဌဒီသမရဟောင်းဦးသိန်းစိန်ဖြစ်ပြီးတော့အထွေထွေတင်းရမှုအဖြစ်တဲ့ပြည်တော်စုဝန်ကြီးဟောင်းဦးတင်နိုင်သိန်းကတာဝန်ယူထားခါတဲ့2015ဩဂုတ်လအတွင်းကပါတီဘိုအလုံးမှုဆောင်အဖွဲ့ကိုပြေခိုင်ပြိုးပါတီကပြန်လည်ဖွဲ့စည်းထားပါတယ်တဲ့ 2005ခုနှစ်အထွေထွေရွက်ောက်ပွဲမှာအနေရကားတဲ့အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ခဲ့သောပြည်ခိုင်ပြိုးပါတီတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရောက်ဆင်ပြိုင်ခဲ့သော2012ကြားပြတ်ရွက်ောက်ပွဲနဲ့2015အထွေထွေရွက်ောက်ပွဲမှာရှုံးနိုင်ခဲ့ပါတယ်တဲ့ဒါကတော့ဒီပြည်ခိုင်ပြိုးပါတီကပေါ့နော်ပြည်သူချစ်တဲ့ပါတီဖြစ်ပြန်လဲတည်ထောင်မယ်ဆိုပြီးတော့ဒါသမ္မတအောင်အသိစိန်ကပြောကြားခဲ့တာဘူးပေါ့နော်ဆယ်ပြည်သတင်းစာကဖော်ပြခဲ့တာပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုရင်ပါတီတွေအနေနဲ့ပြည်သူထောက်ခံမှုရမှာ တို့တွေရဲ့ပါတီရဲ့ဘူဝါဒအတိုင်းနိုင်ငံရဲ့ကောင်းကျိုးတွေကိုတို့တွေဖော်ဆောင်လို့ရပါပါဘောเนาะဒီကျွန်တော်တို့ဒီစစ်အုပ်ချုပ်ရေးရနေပြီးတော့အရသာအုပ်ချုပ်ရေးကိုပြောင်းလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီပြည်ခံမျိုးပါတီကအနိုင်ရပြီးတော့နိုင်ငံကိုဥဆောင်ခဲ့တယ်ဆိုပေမဲ့ပြည်သူတွေရဲ့ဝေဖန်မှုတွေပြည်သူတွေရဲ့ထောက်ပြမှုတွေကိုအကြိမ်ကြိမ်ခံခဲ့ရတယ်ပေါ့နော်ဒီ2015ရွေးကောက်ပွဲမှာဆိုရင်2010မှာဘယ်လိုပဲမဲအပြတ်အသတ်အနိုင်ရရှိခဲ့ တဲ့ပါတီဖြစ်ပြေးစီပေါ့နော်ဒီ2015မှာမဲပြတ်တက်နဲ့ရှုံးနေခဲ့တယ်ပေါ့နော်အခုလိုမျိုးပါတီဥက္ကဋ္ဌအနေနဲ့ပြည်သူချစ်တဲ့ပါတီပြန်ပြီးတော့ထူထောင်မယ်ဆိုတာတော့ကောင်းတဲ့လက္ခဏာတစ်ခုပါပဲကိုလင်းစေဟုတ်ကဲ့ခင်ဗျကျွန်တော်နောက်ထပ်သတင်းတပုတ်အနေနဲ့ပေါ့နော် Daily 11သတင်းစာမှာဖော်ပြထားတဲ့သတင်းတပုတ်ကိုဖော်ပြပေးကြပါမယ်။ဒါကတော့မှုကင်းသတင်းတပုတ်ပါပဲကိုလင်းဆက်ရေးကျွန်တော်ခေါင်းစဉ်ကိုဖတ်ပြပေးပါမယ်။ညောင်မြမြို့မှာတဲ့ညပိုင်းအချိန်များနိုင်တဲ့ဆိုင်ကယ်များနဲ့ဖုံးတဲ့ငွေကြေးတွေတဲ့လူရဲ့ထွက်ပြေးမှုတွေမကြာခဏဖြစ်ပွားနေပါတယ်တဲ့။ဒါကညောင်မြမြို့မှာ ဖြစ်နေတဲ့မူကင်းသတင်းတစ်ပုဒ်ကို Daily 11သတင်းစာကနေတော့ဖော်ပြပေးထားတာပါသတင်းအပြည့်စုံကျွန်တော်ဖတ်ပြပေးပါမယ်။နောက်များမျိုးမှာလည်းညပိုင်းအချိန်များနိုင်တဲ့ဆိုင်ကယ်များနဲ့လူရှင်းတဲ့နေရာတွေမှာလည်းခရီးသွားသူတွေထံကနေပြီးတော့ဖုန်းနေတဲ့ငွေကြေးလူယူထပ်ပြင်းမှုတွေတဲ့ဗကြခဏဖြစ်ပွားနေကြောင်းတဲ့သတင်းရရှိပါတယ်တဲ့။ညပိုင်းအချိန်တွေမှာလည်းလမ်းလျှောက်ခီးသွားနေတဲ့စက်ဘိန်းနဲ့ခီးသွားနေသူတွေနဲ့ဆိုင်ကယ်နဲ့သွားနေတဲ့အမျိုးသမီးတွေကိုလည်းဆိုင်ကယ်နဲ့နောက်ကနေပြီးတော့ဝင်တိုက်ပြီး ယူဆောင်လာတဲ့ဖုံးနဲ့ပစ္စည်းတွေလူရက်ထွက်ပြေးခြင်းတွေကမကြာခဏဖြစ်ပွားနေကြောင်းနဲ့အခင်းဖြစ်ပွားလေးရှိတဲ့နေရာများမှာတဲ့မြို့ပက်လန်းတိတ်ပန်လန်းနဲ့ဘူဘာထူးလန်းထောက်မြို့ပက်လန်းနဲ့မြကုံကြီးလန်းထောင်းနဲ့အခြားသောလူအတော်အလာနေပါပြီးလမ်းမီးတိုင်များမရှိတဲ့နေရာတွေမှာတဲ့အဖြစ်များကြောင်းလူယူခံရသူများမှာတဲ့လူအုပ်စုလိုက်ဆိုင်ကင်နဲ့ဝင်တိုက်ခါတဲ့လူယူခြင်းဖြစ်သောကြောင့်လည်းကျူးလွန်သူတွေကိုမှတ်မိခြင်းမရှိသဖြင့်ရဲတပ်ဖွဲ့ထံနဲ့အတိပေးအကြောင်းကြားမှုမှာအပ ခွင့်အမှုဖွင့်တိုင်ကြားမှုများနဲ့မရှိခဲ့ကြောင်းကျွလွန်သူကျွလွန်ခံရသူများထံမှလည်းသိရပါတယ်တဲ့ဒီမှာဆက်ပြီးတော့ဖော်ပြပေးထားတာကတော့ကျွန်တော်တို့လည်းညမေမေလ22ရက်နေ့ကပေါ့နော်စတင်ပြီးတော့စပိန်နဲ့ပြန်လာတာတဲ့မြို့ပလန်းနားလည်းရောက်ကောနောက်ကနေတဲ့လူ3ယောက်စီးလာတဲ့ဆိုင်ကယ်ကစပိန်ချင်းတဲ့ကနေပြီးတော့ကျွန်တော်အိတ်ကိုတဲ့လူယူသွားတယ်တဲ့မမိလိုက်တော့တဲ့ဆိုင်ကယ်နဲ့တိုက်တာတဲ့ကျွန်တော်လဲတဲ့စပိန်လဲကြသွားပြီးတော့လွင့်သွားတယ်တဲ့ကျွန်တော်ကားတဲ့တွေးတဲ့ဆိုင်ကယ်ကိုတဲ့အကူကြီးလှမ်းတောင်းတယ်တဲ့ဘယ်သူမှရက်မပေးကြဘူးတဲ့အားလုံးပေါင်းလူ3ယောက်ပါတဲ့ ဆိုင်ကယ်နဲ့အနားကိုတည်းရောက်လာပြီးကျွန်တော်စပိန်ကိုတည်းတိုက်ပြီးတော့တယောက်ကသွန်းလှဲလိုက်တာဟုတ်တဲ့ဖုံးလူခံရသူကိုဟန်စင်နိုင်ကတည်းပြောပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့အမှုခွင့်အရေးယူတာတွေလည်းမရှိသေးဘူးလေကိုလင်းဆိုင်ဟုတ်ကဲ့ခင်ဗျာဒါကတော့ဒီမြန်မာနိုင်ငံရဲ့နေရာတိုင်းမှာပေါ့နော်တရားဥပဒေစိုးမိုးမှုမရှိသေးတဲ့အောက်ကဒါကျွန်တော်တို့မြင်တွေ့နေရတဲ့ရင်ကလေးကပုံရိပ်တွေပေါ့နော်ဟုတ်ကဲ့ပါဒီသတင်းကိုပေါ့နော်ကျွန်တော်တို့ဒီမြောင်းမြ ိုးကပြည်သူတွေကျွန်တော်တို့အစီအစဉ်ကိုကြည့်ပြီးတော့သိရှိခဲ့တယ်ဆိုရင်အဖြစ်များတဲ့နေရာတွေကိုလည်းဖော်ပြပေးထားခင်ဗျအဲ့မျိုးကသူတွေအနေနဲ့ရှောင်ရှားလို့တော့ရတာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့နောက်ထပ်ဒီစံတော်ချိန်သတင်းမှာပဲဒါပြင်နေတကူပါပေါ့နော်ဒီလိုကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျဖကန့်စိတ်မှုကြီးရွာတဲ့ motion ရက်ကွက်တွင်အမျိုးသမီးယာရင်မှုတနက်ဖြစ်ပြတ်သက်ခံခဲ့ရပါတယ်တဲ့ကချင်ပြည်နယ်ဖကန့်မြို့နယ်အတွင်းမှာရှိတဲ့စိတ်မှုဆိုင်းတောင်ကြီးရွာတဲ့ motion ရက်ကွက်မှာအမျိုးသမီးယာရင်မှုဒေါ်နန္ဒာလိုင်အားတဲ့မင်း၂၀နှစ်ရဲ့ညက်နေက အမည်မသိတဲ့တနသမားကသူ့ရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြတ်တက်ခတ်မှုဖြစ်ကြောင်းပေါ့နော်ဒီဖားကန့်မြို့နယ်နယ်မြေခန့်ရဲဝန်တန်တို့ကမေလ23ရက်နေ့ကပြောကြားခဲ့ပါတယ်တဲ့ဒါကိုစံတော်ချိန်ကဖော်ပြထားတာပေါ့နော်အဲဒီပြစ်မှုဖြစ်စဉ်ကတော့အမှန်ပါတယ်တဲ့ဒါပေမဲ့တဲခန့်ကိုတော့ကျွန်တော်တို့အစစ်စစ်ရှာပွေနေတော့မှာတဲ့ဘယ်သူဘယ်ဝါဆိုတာတော့အခုချိန်အထိမသိရသေးပါဘူးတဲ့တေဆုံးသူရဲ့တနက်တန်ရန်ကတော့6ချက်အထိရှိပါတယ်ဆိုပြီးတော့ဖားကန့်မြို့နယ်နယ်မြေခန့်ရဲဝန်တန်ကပြောဆိုထားပါတယ် ဖြစ်စင်ပါတဲ့စိတ်မူဆိုင်းတောင်ကျေးွာမော်ရှန်ရက်ွက်မှာရှိတဲ့ယာယီမှုဖြစ်သူဒေါ်နန်နန်လိုက်ဟာတဲ့သူ့ရဲ့နေအိမ်ကိုတဲ့အခန်းမှာထိုင်နေစဉ်လူနှစ်ဦးကနေအတွင်းကိုဝင်လာကာဆိုင်းကဲပျောက်ဆုံးကြောင်းလာရောက်ပြောဆိုစဉ်နဲ့တနက်ကိုကန်ဆောင်သူတဦးကဝင်ရောက်ပြီးတော့အနိကက်ပြတ်သက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်တဲ့ဒေါ်နန်နန်လိုက်ဟာ ့ NLD ပါတီဝင်တူဖြစ်ပြီးတော့ရက်ရွာအတွင်းကြောင်စိန်တူဖော်ရဲ့ကုမ္ပဏီရဲ့စီကဲမဲ့မြေစာဆွန့်ပစ်သည့်ကိစ္စများကိုဒေသခံများဘက်မှဆေးဆောင်ဖြည့်ဆင့်ပေးသူလည်းဖြစ်ပါတယ်တဲ့။ယခုကဲ့သို့တနက်ဖြစ်ပြည်သက်ခံရမှု၏နောက်ွယ်မှာပြဿနာများစွာရှိနေတဲ့အကြောင်းသတင်းများထွက်ပေါ်နေပါတယ်တဲ့။ဖားကန်မြို့တွင်တဲ့မေ၈ရက်ကနေ၁၇ရက်ထိ၄ရက်တာကာလမှာလူသွားလန်းကားလမ်းမှမြို့မှရက်စကန်ရက်ကင်းများနဲ့ကုမ္ပဏီဆောင်အနီးပတ်ဝန်းကျင်များမှာတဲ့ဆယ်ကျင်းနဲ့အထက်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ယခုကဲ့သို့ဒီယာယီမှုကိုတနက်နဲ့ ပြက်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်တဲ့ဒါကတော့ကျွန်တော်တို့ဒီအမျိုးသမီးယာယီမှုကိုပေါ့နော်ဆိုင်ကယ်ပျောက်လို့လာရောက် ပြောဆိုစင်မှာပေါ့နော်သူကတန်းနဲ့အနီးကပြတ်သက်သွားတယ်လို့ကျွန်တော်တို့ဒီသတင်းစာမှာဖော်ပြထားတာကိုတွေ့ရတာပါဆိုတော့ကိုလင်းဆက်တဲ့အဲ့ထက်မှာဖတ်သွားတယ်ပေါ့နော်ဒီလိုမျိုးပြတ်သက်မှုရဲ့နောက်ကွယ်မှာပြဿနာပေါင်းများများစွာရှိတယ်ရှိနိုင်တယ်ဆိုပြီးတော့သတင်းတွေထွက်နေလို့ပြောရပါတော့ဒီလိုမျိုးပြဿနာတွေဘာကြောင့်ရှိတာလဲဆိုတော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေနဲ့ဒါကိုကံ့ကွယ်ဖြေရှင်းရမယ့် အနေထားပါကိုလင်းစိကျွန်တော်ဒီ season နောက်ဆုံးတစ်ခုအနေနဲ့ကာတွန်တစ်ခုကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ကာတွန်စီယာကျော်တူရင်ရဲ့လက်ရပါဒီမှာလင်မယားနှစ်ယောက်ထိုင်နေတယ်တယောက်ကယောက်ျားဖြစ်သူကတော့တရင်စာဖတ်နေတယ်အဲ့ချိန်မှာသူကဘာပြောလဲဆိုတော့ပြင်လဲပြက်လိုက်ဆိုတော့တဲ့ဟိုတုန်းကအလှဲကြမီးပေးတယ်တဲ့အခုတော့အလှဲကြမီးပြင်နေလားမသိပါဘူးကွာဆိုတော့သူကပြောတယ် ခုလက်ရှိကျွန်တော်ရန်ကုန်မှာမိတွေခဏခဏပြက်နေတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာ။ဒါကတော့ရက်တရာတွင်းမှာဒီမိကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်။ဟုတ်ကဲ့။နေ့စဉ်တိုင်းသတင်းတွေလည်းတက်နေသလိုနေ့စဉ်တိုင်းလည်းဒီကတ်တွန်းဆရာတွေကလက်စင်မိနဲ့ပတ်သက်ပြီးတော့ဗောနော်။ဟုတ်ကဲ့။တရားထားတာတွေလည်းတွေ့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီကနေ့မေလ24ရက်နေ့မှာထွက်စီခဲ့တဲ့သတင်းစာနဲ့ကြံရည်တွေကကောင်းလို့ရတယ်ကိုဖတ်ကြားပေးတဲ့အစီအစဉ်ကိုရနာတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒီအစီအစဉ်ကိုစောင့်မျှော်ကြည့်ဆွနေကြတဲ့ပိတ်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်။